ဒီ exam media သမားဘွားကိုဖျက်တမ်းရတဲ့အခါမှာအစစအရင်ရာ ပို့ပြီးတော့ခက်ခဲသွားတယ်ဗောလေအဲ့ဒီအတွက်လည်းကျမတို့အားလုံးပို့ပြီးတော့ကြိုးစားရတယ်ငကိုရေကဒီသတင်းနဲ့ပဲမှာလောက်ကန်ခဲ့တဲ့သူတွေရောအခုအာနာသိမ့်ပြီးကာလာကြမှာဒီဘက်ရောက်လာပြီးသတင်းနဲ့ပဲထဲရောက်လာတဲ့သူတွေလည်းရှိတဲ့အခါကျတော့ အလုံးလိုအပ်ချက်နဲ့အလုံးနေရာပေးနိုင်မှုပေါ့နော်ဒီကွာဟချက်ကပို့ပို့ပြီးတော့ကြီးလာတယ် အများကြီးပုံပြမှန်ပြီးတော့စိတ်ထောင်းကိုချေဖြစ်ရတဲ့ကာလတွေကိုကျမရောတခြားသူတွေရောအတူတူပဲခံစားပြီးတော့ဖြတ်သန်းနေရမယ်လို့ထင်ပါတယ်။အဲဒီသတင်းနယ်ပယ်ကိုအကြောင်းမျိုးမျိုးကြောင့်လို့စွန့်ခွာသွားကြတဲ့သူတွေလည်းဒီအာနာသိမ့်ပြီးနောက်မှာအများကြီးရှိတယ်။ဒါပေမဲ့ဒီနယ်ဇက်ဘက်ကိုရောက်လာပြီးခါမှဒီသတင်းနယ်ပယ်ကိုအဲစွန့်ခွာသွားတယ်တခြားလို့ပြောင်းလို့ကြမယ်ဆိုလို့ရှင်လေပြည်တွင်းမှာရှိခဲ့တဲ့ကာလတွေတုန်းကလိုမျိုး အလုတ်ကိုင်းနေပဲဗောနောကိုစီမှာရွေးချယ်စရာများများဆဆာထပ်ပြီးတော့မရှိဘူးဘာလို့လဲဆိုတော့ရောင်းနေတာထိုင်းနိုင်ငံဖြစ်တဲ့အခါမှာမြန်မာအပါဝင်ဗောနောနိုင်ငံသားတွေလုတ်ကိုင်းခွင့်မရှိဘူးဆိုတော့ဒီအလုတ်မျိုးစားကလည်းတော်တော်လေးများတယ်ပြီးတော့ကျွန်မတွေ့ဆင်တော့ဒီသတင်းမီဒီယာအလုတ်ကကိုတန်ရုံးစင်ရှိပြီးတော့ဘဝမှာပထမဆုံးလှုပ်ဖူးတဲ့အလုတ်လည်းဖြစ်တယ်ဂုံယူရတဲ့အလုတ်လည်းဖြစ်တယ်ဗောလေဒီတော့တော်တော်လေးအဲ့လို အဆင်မပြေတာတွေရှိတဲ့တိုင်အောင်ပေါ့နော်အဆုံးထိ အတက်နိုင်ဆုံးတောင်းခံပြီးတော့ဆက်သွားမယ်လို့တော့ကိုယ်အနေနဲ့စိတ်ပိုင်းဖြစ်ထားတယ်။ဒါပေမဲ့အမှန်တိုင်းဆိုရင်တော့ကျမလည်းတော်တော်လေးကိုခြေကုံလက်ပံကျနေတဲ့အခြေအနေကိုဖြတ်သန်းနေရတာပေါ့လေ။တစ်ဖက်မှာဝမ်းရည်ရှိမယ်၊လုံခြုံရေးရှိမယ်၊စိတ်ပိုင်းဆိုင်ရာမပြေလည်မှုတွေ၊ဘေးကျန်နှံချက်တွေပေါ့နော်။ကိစ္စတွေအများကြီးကြားမှာမှဒါကခုလိုမျိုးဒီလှုပ်လှုပ်နေတယ်ဆိုတာကပြည်သူတွေအတွက်ဒါသတင်းတွေတီးခွင်ရဖို့အတွက်စူးစမ်းပေးနေတာဖြစ်တယ်။ နောက်ပြီးတော့နိုင်ငံရေးအပြောင်းအလဲအတွက်လည်းဒါကအရေးပါတဲ့အလုပ်ဖြစ်တယ်ဆိုရယ်စိတ်နေပဲဆက်ပြီးတော့အားတင်းပြီးလုပ်နေတာဖြစ်ပါတယ်။